ရွှေဝယ်တဲ့အခါမှာဂျင်းမမိအောင်ဒီလေဝါချက်တွေကိုတီထားဖို့လိုမယ်။လဝိတစားတွေဝယ်တဲ့အခါမှာဒီလက်ကောက်လေးတွေကရွှေရည်ပြည့်ပြီးတော့အရေးအသွေးကောင်းတဲ့အပြင်ဈေးလည်းအရန်တန်တာပဲဆိုပြီးတော့ပျော်ရွှင်ခုန်ပေါ်ပြီးတော့အချောင်ရလိုစိတ်နဲ့လုံးဝကိုမဝယ်လိုက်ပါနဲ့အရာတွေကရွှေအစစ်ထက်တောင်မှပိုစစ်အောင်လို့အတုပြုတ်လုပ်ထားတဲ့ရွှေအတုတွေပါပဲဟုတ်ပါရင်ပြိတ္တတို့မျက်စိလည်းမတော်လိုက်ပါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေတရားမဝင်တင်သွင်းလာတဲ့အခုလိုမျိုးရွှေတုံးရှိခွဲလေးတွေဟာဆိုရင်ထူးဆန်းတဲ့သဘာဝဓာတ်သတ္တုတစ်မျိုးကြောင့်ရွှေအစစ်နဲ့တော်တော်လေးကိုဆင်တူနေပြီးတော့တာမန်မျက်စိနဲ့ခွဲခြားကြည့်လို့တောင်မှလုံးဝလုံးဝကိုမရပါဘူး။ဘလောက်တောင်မှလဲဆိုရင်တော့အခုမြင်နေရတဲ့လိုမျိုးရွှေသားကိုထက်ချမ်းဖြတ်ကြည့်တာတောင်မှအလဲကောင်းမှအခေါင်းပေါက်ဆိုတာလုံးဝမရှိဘဲအခုလိုမျိုးရွှေရောင်အတိပြည့်နေပါလိမ့်မယ်။ဒါကြောင့်မလို့ပဲအဒီလိုရွှေတုံးအတူတွေနဲ့ရွှေကြောက်ခဲအတူတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတင်သွင်းလာပြီးတော့နိုင်ငံအတော်များများမှစီးပွားရေးဈေးကွက်ကောင်းကြီးတစ်ခုဖြစ်ပေါ်နေတာပါ ဒီမှာမြင်နေရတဲ့ရွှေငွေယတနာတွေကတော်တော်လေးကိုလှတဲ့ဆက်ပင်မဲ့လဲအားလုံးကအလိန်အညာဖြစ်ပြီးတော့ပြုလုပ်ပုံကလည်းတော်တော်လေးကိုရိုရှင်ပါတယ်။သူတို့အသုံးပြုထားတာကဘာလဲဆိုရင်တော့တာမန်စတီးဖရိန်နဲ့ပြုလုပ်ထားတဲ့လက်စွပ်လက်ကောက်အရေးတယ်လေးတွေနဲ့အတူဆော့ဆော့ကရွှေအတုတွေကိုအရေးကြိုထားတဲ့ရွှေအနှစ်ပဲဖြစ်ပါတယ်။သူတို့ကအရင်ဆုံးလိုချင်တဲ့လက်ဝတ်ယတနာတွေကိုအလူမီနီယံစတီးတွေအသုံးပြုပြီးတော့အဖုအထစ်အစင်းအမြောင်းပုံစံလေးတွေကိုအသေးစိတ်ပုံဖော်ပြလိုက်ပါတယ်။ ပြီးပြီဆိုရင်တော့ဒုတိယအဆင့်အနေနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကတင်သွင်းလာတဲ့ရွှေတုံးအတုနဲ့ရွှေကြောက်ခဲအတုတွေကိုအနှစ်ပြည့်ပြည့်ဖြစ်သွားအောင်လို့ကြိုချက်ပါတော့တယ်။အဲ့ဒီရွှေတုတွေကိုအချာလို့ခေါ်ပါတယ်။ဒါကြောင့်မို့စကားမဆက်အဆင့်အမှန်မဟုတ်ဘဲအပေါ်ယံဟန်ဆောင်မှုတွေနဲ့သာပေါင်းတင်ဆက်ဆံလေးရှိတဲ့အပေါ်ယံလူတွေကိုကိုယ်ပိုင်အမှန်အသားအနေနဲ့အချာလို့ခေါ်လို့ရပါတယ်။ ဆက်ပြောရမယ်ဆိုရင်စောစောကအရေးကြိုထားတဲ့ရွှေအနှစ်တွေတဲကိုအသင်းပြုလုပ်ထားတဲ့စတီလက်ကောက်လက်ဆွပ်တွေထည့်ပြီးအစင်မြင့်ကရိယာတွေကိုတုံးကမိမုတ်အချော့ခံလိုက်ပြီးပြီဆိုရင်တော့ရွှေနဲ့ချွတ်ဆွတ်တူပြီးတော့တရားရာကိုင်းနှုံခွဲခြားလို့မရတဲ့ရွှေရတနာအတူလေးတွေကိုရရှိလာပါပြီ။တချို့ကလည်းရွှေရည်အနှစ်သေးကိုစိတ်နာမဟုတ်ပဲနဲ့အပြားခတ်ထားတဲ့ရွှေပြားအတူတွေနဲ့360တပတ်ပတ်ပြီးလိမ့်လိုက်တာမျိုးလည်းရှိပါသေးတယ်။ဒါဆိုရင်ရွှေငွေရတနာပစ္စည်းတွေကိုဝယ်တဲ့အခါမှာအလိန်ခံမထိအောင်လို့ဘယ်လိုမျိုးလုပ်ရမလဲ။ တေချာတာတစ်ခုကတော့ကိုမျက်လုံးနဲ့ကိုဘယ်တော့မှမယုံလိုက်ပါနဲ့ရီစာရွေးမှားသွားရင်အသေးကွဲရုံပဲရှိပါလိမ့်မယ်ရွှေဆိုင်အရွေးမှားသွားရင်တော့ပါဇက်ကြီးပြဲပြီးတော့တလားလောက်နှမျောတတဖြစ်ကထိုင်ကုန်နေရပါလိမ့်မယ်ဒီလိုရွှေတွေကတာမန်မျက်စိနဲ့အတုအဆက်မခွဲခြားနိုင်တဲ့လုံလှုပ်ဆောင်ပုံတွေကိုကြည်ပြီးတော့လဲလုံးဝခွဲခြားနိုင်မှာမဟုတ်ပါဘူးဘာလဲဆိုရင်တော့သူတို့ကရွှေအစစ်နဲ့တသားတဲ့တူညီတဲ့ဂုံတက်တီတွေထည့်သွင်းထားလို့ပါပဲ ဥပမာပြောရမယ်ဆိုရင်အလေကောင်ကအသားရေကိုခွဲကြည့်လိုက်တာမျိုးရေထဲကိုစိမ့်ကြည့်လိုက်တာမျိုးတန်လိုက်နဲ့ကတ်ကြည့်လိုက်တာမျိုးနေအောင်ကြည့်ထဲမှာအယောင်ပြောင်းမပြောင်းဆန်းသက်ကြည့်တာမျိုးစားတဲ့အဆင်တွေအလုံးကုန်အေးအေးဆေးဆေးနဲ့ရွှေအစ်စ်ပုံစံဖမ်းပြီးတော့ဖျက်ချော်သွားပါလိမ့်မယ်။ဒါကြောင့်မို့လို့အကောင်းဆုံးကတော့ရွှေစစ်တဲ့ဆက်တွေနဲ့တေချာလေးဆေးဆေးကြည့်တာဒါမှမဟုတ်ရင်လည်း X-ray ရောင်ကြည့်လိုမျိုးအရာတွေနဲ့ကျွမ်းကျင်ပညာရှင်တွေကိုဆေးဆေးခိုင်းမှသာလျင်ရပါလိမ့်မယ်။ ါမျိုးတွေလှုပ်ဖို့အဆင်မပြေဘူးဆိုရင်တော့နာမည်တစ်ခုကိုအခိုင်အမာရထားတဲ့အာမခံတက်တမ်းမြင့်ယတနာဆိုင်တွေကိုပဲတေချာလေ့လာပြီးတော့မှရှာဝယ်မှအဆင်ပြေပါလိမ့်မယ်။ဒါနဲ့စကားမဆန်းမြန်မာနိုင်ငံကရွှေဆိုင်တွေမှာဆိုရင်ရောဒါမျိုးနီလန်တုံးပြီးတော့အတုလိမ့်လေထားရာတွေရှိနေနိုင်မလား။ပြည်သက်ကြီးတို့ရောဘလို့များထင်မြင်မိကြပါသလဲနော်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းအားလုံးပဲ comment မှာဆွေးနွေးကြပါအောင်ခင်ဗျာ။